တမီးနှယောက်နဲ့အမျိုးသမီးဖြစ်သူအပေါ်မှာအိမ်တွင်းချမ်းဖတ်မှုကျူးလွန်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုရှေ့ထွက်ဖြေရှင်းလာခဲ့တဲ့မိုးကုံမျိုးကမီလီယနာတထေကြီးဦးရောဆန်မင်္ဂလာပါပရိသတ်ကြီးရှင်ဥယောဆက်ဆိုတာကတော့မိုးကုံမျိုးကမီလီယနာတထေးတယောက်အဖြစ်အားလုံးကသိရှိထားတဲ့သူဖြစ်ပြီးဥယောဆက်ဟာလီဆူအမျိုးသားအကြောင်းမြရနာတကြဲတထေးကြီးတဦးဖြစ်ပြီးရန်ကုန်ဗဟန်းမြို့နယ်နဲ့ဗဒံမြားမြေမိုးကုံမျိုးတို့မှာရွှေလေးပြာဟိုတယ်ကိုပိုင်ဆိုင်တဲ့ပိုင်ရှင်တဦးလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့မှာတော့ဥရောဆက်ရဲ့တမီဖြစ်သူဂျူလီယာဆက်ကဖခင်ဖြစ်သူရဲ့ဆယ်စုနှစ်ကြာအိမ်တွင်ကျန်းဖတ်မှုတစ်ခုကိုဖွင့်ချလာခဲ့တာဖြစ်ပါတယ်။ဥရောဆက်ဟာဇနီးဖြစ်သူနဲ့သားသမီးများအပေါ်မှာအကျန်းဖတ်ရိုက်နှက်နေသူဖြစ်ကြောင်းလူမှုကွန်ရက်ပေါ်မှာဗီဒီယိုဖိုင်နဲ့တကွချပြလာခဲ့တာဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးလူအများနဲ့ဆက်ဆံရမှာတော့သဘောထားတိမ်မွေးသဘောကောင်းလွန်ပြီးမိသားစုအပေါ်မှာအခုလိုအိမ်နှင်းချမ်းဖတ်မှုကျူးလွန်နေတဲ့ဥရောဆက်ကိုလူတိုင်းကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်လရှိမှာတော့တမိအကြီးဖြစ်သူဂျူလီယာဆက်ကမိခင်ဖြစ်သူနဲ့ညီမဖြစ်သူတို့ကိုသူမစီကိုပြန်လွှတ်ပေးဖို့နဲ့မိခင်ဖြစ်သူရဲ့ပစ္စည်းတွေကိုပြန်ပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့အဆိုပါကိစ္စတွေနဲ့ပတ်သက်ပြီးဥယောဆက်ကသူကိုယ်တိုင်ရှေ့ထွက်ပြီးတော့ဖြည့်ရှင်းလာခဲ့တာဖြစ်ပါတယ်။ ဥယောဆက်ကသူ့အနေနဲ့တမိဖြစ်သူဂျူလီယာဆက်အပေါ်မှာ2019ခုနှစ်ကမူရစေဝါသုံးဆွဲနေလို့တကြိမ်တစ်ခါသာဆုံးမတဲ့အနေနဲ့ရိုက်ဖူးခဲ့တာဖြစ်ကြောင်းတမိဖြစ်သူကိုပညာတတ်ဖြစ်စေခြင်းလို့အမေရိကန်နိုင်ငံအထိလွတ်ပြီးတော့ပညာသင်စေခဲ့ပြီးသူတို့ရဲ့မိသားစုမျိုးရိုးထဲမှာဂျူလီယာဆက်တယောက်သာအမေရိကကဘွဲယူလာနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူရတယ်ဆိုတဲ့အကြောင်းတွေကိုလည်းပြောပြလာခဲ့ပြီးဂျူလီယာဆက်ရဲ့မိခင်ဖြစ်သူသူ့ရဲ့ဒုတိယဇနီးဖြစ်သူကိုလည်းတမိဖြစ်သူအပေါ်မှာဆုံးမသွန်သင်ဖို့အတွက်ကိုလည်းဗီဒီယိုထဲမှာ ြောဆိုထားခဲ့တာဖြစ်ပါတယ်ဒါအပြင်ဥယောဆက်ကသူရဲ့ဂုံတိတ်ခါညွန့်နှံ့အောင်ရေးသားပြောဆိုမှုတွေရှိနေခဲ့ပြီးတော့အိမ်တွင်းချမ်းဖတ်တယ်လို့ဆွဆွဲနေတဲ့တမိဖြစ်သူဂျူလီယာဆက်ကိုအခုလုံနေတဲ့လောရက်တွေကိုရက်တန်းကရက်ဖို့အတွက်ပြောလာခဲ့ပြီးရှေ့ဆက်တူလာခဲ့မယ်ဆိုပါကတရားစွဲဆိုသွားမှာဖြစ်တယ်လို့လည်းသတင်းစာကနေတဆင့်ကြီးညာလာခဲ့တာလည်းဖြစ်ပါတယ် နေတော့မင်းနေမင်းနေဒီအခုချင်းနေကောင်မေးပြီလားမေးပြီပြီဘာပြောလဲမဆိုင်ဘူးဘူးကကြိုက်တာတော့ဒီလိုဟုတ်ပြီဘူးကပြောတယ်ဟိုမဟုတ်ဘူးကဟိုလေမဟုတ်ကြီးမဟုတ်ကြီးကြီးပြောနေပါစို့ပြောတယ်လို့ထင်ပါစို့ဟုတ်လားဟိုကုသမီးကိုပြောတယ်ပြောခံရတာဒါဂျူလီဆက်ပြောတယ်ဥစ္စာဟိုဘာမှဝင်ပြောစရာမလိုဟိုငါမွေးထားတာပဲဟုတ်လားကိုမွေးထားကိုကလေးကိုမနိုင်ဘူးသဘောမျိုးဖြစ်တာပေါ့နင်တို့မှပဲခင်းလာတယ် ဟုတ်လားငါဆိုရင်သူနဲ့တွေ့ရဖို့ဆိုတာအကြောင်းဟိုမှာအမေကမှာ၄ငါးနှစ်ပတ်သက်တယ်ပြီးပြန်လာတဲ့အချိန်မှာလည်းဟုတ်လားအခုသူသူ့ကိုဒီဟိုတယ်အပ်ပြန်အဲ့တော့ဟိုတယ်အပ်ပြီးမှသူ့ကိုပြင်ရတတ်ဖြစ်တဲ့အတွက်ငါလူမိသားစုမှာသူကထီထီကြီးအမေရိကန်မှာပွဲရခဲ့တာအဲ့တော့ငါမှလည်းဟိုအားကိုးလူလည်းနောက်ပြီးဘုံတိတ်ခါတော့ငါတို့ဒီစုတစ်မျိုးလုံးပူစားဒီလည်းသူတော်လို့ရှိရင်ဒီလည်းဆက်ကြောင်းမို့ဟုတ်လား ဘယ်လိုပဲပြောပြနာမည်လေးကိုထိန်းသွားနိုင်အောင်ဒီငါကျူးစားခဲ့တဲ့ဥစ္စာကိုနာမည်ကိုထိန်းသိမ်းနိုင်အောင်ငါဒီလိုကြည့်ရတာပေါ့ဒါမဲ့မမျော်လင့်မဲနဲ့အခုဒီနေ့ဒီလက်ဆက်ကအဲ့လောက်ကြီးကိုပြောနေတယ်ခံလဲခံပြင်းတယ်ဒါမဲ့ကိုမိသားစုအတွင်းရေးကိုသူများကိုလည်းဟာဘာဘာမှပြောစရာမလိုဒါအဲ့တော့ဂျုံတင်ကြောင်တင်ထင်သွားပြင်းငါဘုရားတခြားမှာအချမ်းဖက်ဆိုတဲ့ဥစ္စာပေါ့ဂျီနီကာလိုအရွယ်ကြီးလေးတော်ကအဲ့လိုဟောတိုကေအလုပ်ပြဆိုလို့ရှိနေတယ် အဲ့လိုဒုညာတွေမဟုတ်ဘူးမဟုတ်တဲ့ဥစ္စာတွေကြီးပဲပြောထားလို့ငါခံပြန်းတာဖြစ်တာဟုတ်တာပြောတာကိုတောင်းဂျူလက်ဆက်ဂျူလက်ဆက်ကိုငါရိုက်လို့ဘာညာဆိုတခါရိုက်တယ်ကွာအဲ့လိုသူမွေးရစ်တုံးလို့ရိုက်လိုက်တယ်ဆိုတော့မန္တလေးကမမမရိုက်ဘယ်တော့မှမပြောဘူးငါသားသမီးတွေကွာလိမ်မာစီခြင်းတယ်လေအဲ့ဒါဒီတက်တူးကိစ္စဆိုရင်ညလုံးမနဲ့မနဲ့ငါညလုံးမကိုလည်းခဏခဏပြောတယ်ကလေးကိုတက်တူးကြပါလေမတို့ခံဘူးငါမချိုက်ဘူးအဲ့တော့ तू ကထိန်းနေတယ်သူအနည်းကနေနေတဲ့အတွက်ငါတအားမပြောသေးဘူး အခုဒီနေ့ထင်းတဲ့အတိုင်းပဲဒီတက်တူးထိုးလိုက်တယ်တက်တူးဒီဆိုငါတို့ဒီဆိုလူမျိုးမှာလည်းမျိုးမရှိဘူးဒါရင်ချင်းကိုပြောတာပါဗမာလူမျိုးမှာဆိုလဲနေလို့မှဗမာနော်ငါတို့ဗမာဆိုမြန်မာဟုတ်ဖို့ဆိုတမီးနဲ့ဗာနဲ့ဖြစ်အောင်သူ့မေရဆင်ပြရမယ်ခုသူ့တမီးကတက်တူးထိုးထားမှဒါကိုမြန်မာလူမျိုးရင်ကျင်းမှုကပျောက်ပြီလေတော့။ဟာဂျင်းနီကောဘဘကိုငငယ်ငယ်တော့ဘယ်လက်ခါရိုက်ဘူးလဲ။ရော ်နေတော့ရပြီခါရိုက်ပြီလေမင်းတို့အမေနဲ့ပဲနေတာများလေကိုစစ်နေမှာနေတယ်ဘာမှမရိုက်ဘူးအခါမှ